ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်နောက်ထပ်အနုပညာရှင်တူဒါမွေးရမင်္ဂလာရဲ့မဲ့ကြားဟုတ်တဲ့နေပဲဖြစ်ပါတယ်အဲသူကတော့ကျွန်တော်တို့ဒါမြန်မာမင်္ဂလီဂဲဘန်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ No ဖွဲ့ကယတနာပဲဖြစ်ပါတယ်ဒီတော့ဆိုတော့ယတနာရဲ့ဒီနေ့မှာကြားဟုတ်တဲ့မွေးရမင်္ဂလာရဲ့မြန်မာတွေကျွန်တော်တို့ရှေးဆက်ရှောက်လန်းသွားမဲ့အနုပညာလန်ခီမှာအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ပြီးတော့ဒါ တန်နေကောင်းပြီးစုံနိုင်တဲ့အဆိုတော်တူဖြစ်ပါစေလို့ကျွန်တော်တို့အနုပညာမှုကောင်းငင်မိသားစုကနေပြီးတော့ဆုတောင်းပေးလိုက်ချင်ပါတယ်အဲသူရဲ့အင်တာဗျူးဒီကျွန်တော်တို့တွေးဆုံမေးမြန်းထားတဲ့အကြောင်းအရာလေးတွေလည်းပြည်သက်တွေဆက်ပြီးတော့ကြည့်ရှုရအောင်တင်ဆက်ပေးလိုက်ချင်ပါတယ်ခင်ဗျာလူငယ်ရဲ့ဆယ်စုနှစ်တကူစီကအတန်ချိုချိုလေးတွေနဲ့လူကြီးပရိသတ်ရောလူငယ်ပရိသတ်ကိုပါဆွဲဆောင်နိုင်ခဲ့တဲ့မိန်းကလေးဂီတအဖွဲ့ဆိုရင်ပရိသတ်များက노အဖွဲ့ကိုအမှတ်ရကြမယ်လို့ထင်ပါတယ်။ ီနေ့မှာဆိုရင်တော့ဒေသရှင်ယတနာဟာအသက်30ပြည့်မြောက်ပြီပဲဖြစ်တဲ့အတွက်မွေးနေ့အစည်းအဝေးတွေမွေးနေ့အမှတ်တရတွေအကြောင်းတွေကိုလည်းနားဆင်ကြည့်ပေးပါအောင်ခင်ဗျာမင်းနေမှာခါတိုင်းဆိုလို့ရှင်တော့အမနှစ်တိုင်းအဲ့လိုမနက်ပိုင်းပေါ့နော်ဟိုရွှေကုန်းဖျားအဲ့လိုသွားသွားပြစ်တာများပေါ့နော်အဲ့မှာပဲလှူပြစ်တာများတယ်ဒီနှစ်ကျတော့အမထိတ်စီးချိန်မှာပေါ့နော်ချိန်မယ်ဆိုအလှူပေါ့နော်ဟို ကိုးဘက်မှာအဲ့လိုအလူတစ်ခုသွားလို့ဖို့တော့အခုမှဟိုမင်းနေတော့ပေါ့နော်သွားလူပြည့်ဖို့တော့စဉ်းစားထားတယ်ဟုတ်အမကြောင့်အမြဲတမ်းနှစ်တိုင်းအမအိမ်မှာပဲပေါ့နော်လုံးဖြစ်တာဟိုးဘယ်လိုပြောမလဲအမစပြီးတတိထားမိရအိမ်27 22လောက်ထဲကပေါ့နော်အမအဲ့လိုမျိုးပွဲအဲ့လိုအကြီးကြီးတွေတော့မလုပ်ဖြစ်ဘူးဒါပေမဲ့အိမ်မှာပဲကိုရန်ခင်းတဲ့အဲ့လိုတငယ်ချင်းနေနေပေါ့နော်အဲ့ဒီတငယ်ချင်းတွေကလည်းပြီးလို့ရှိရင်အယောက်30 40ကြီးအများနဲ့အဲ့လိုဖြစ်ဖြစ်သွားတာပေါ့နော်နှစ်တိုင်းအဲ့လိုဝင်းနေတိုင်းကိုဘယ်လိုပြောမလဲနီးမှကွာ နီးမအမထပြီးကဲလုံမယ်ဆိုပြီးတော့အဲ့လိုမျိုးစီစဉ်တာပေါ့နော်စီစဉ်ဆိုအဲ့လိုပဲဟိုကမဟုတ်ဝယ်လိုက်တရားမဟုတ်ဝယ်လိုက်နဲ့အဲ့လိုတငယ်ချင်းတွေလာပြီးတော့အများနဲ့အိမ်မှာပဲအမအိမ်မှာပဲလုပ်ဖြစ်တာများတယ်ဟုတ်ရေနာရဲ့မွေးနေ့တိုင်းမှာထူးထူးခြားခြားမရှိပဲတငယ်ချင်းများနဲ့တော့ဖြတ်တန်းဖြစ်ပုံကိုလည်းအခုလိုပဲပြောပြပေးထားပါဗျာ တော့ဘယ်လိုပြောမလဲအမကတော့နှစ်တိုင်းအမမွေးနေ့ရတော့ပျော်တာပဲပေါ့နော်တကယ်ချင်းနေအကုန်လုံးလာတယ်အဲ့လိုပေါ့နော်ဟိုတခါမှဒီလိုပေါ့နော်노ဖွဲရရဲနာအနေနဲ့ဟိုအမှုပညာရှင်နေနဲ့အဲ့လိုတခါမှတော့အမမွေးနေ့မလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဆိုအိမ်မှာမိသားစုတို့တကယ်ချင်းတို့အဲ့လိုနေပဲလုပ်ဖြစ်တာပေါ့နော်ဟုတ်အဲအဲ့ဒါတော့ဒီလိုကိုမိသားစုနဲ့နောက်တကယ်ချင်းနေပေါ့နော်အမကြအဲ့လိုလိုပြောမယ်တငယ်ချင်းတွေအရင်ခင်တတ်တဲ့အခါကျတော့ပေါ့နော်ပြင်မွေးနေနေလို့ရှိရင်အမျိုးပွဲတွေရတယ်များတယ်ဟိုတငယ်ချင်းများတဲ့အခါကျတော့အမြဲတမ်းခွဲခွဲကြည့်ရပါတော့ဒီဒီနေ့က အဖေဘသူတွေဒီနေ့ကဘသူအဲ့လိုပေါ့နော်အမှုပညာရှင်တွေလည်းခွဲကြွေးလာအဲ့လိုမျိုးအမြင်ရမ်းဟောပြတဲ့ဟောရှင်ရနာကသူနဲ့မွေးနေ့တူသူတွေအတွက်လည်းခုလိုပဲဆူတောင်းပေးထားပါသေးတယ်ကျင်းရှင်နေဆိုလေအမနဲ့တူတာလေကိုချစ်စမ်းမောင်နဲ့မချောစုခင်တို့အဲမေဆာ၅ပဲပေါ့နော်သူတွေနဲ့ဆိုနောက်တခြားအမနဲ့တူကြရောက်မဲ့အဲမွေးနေ့ရှင်နေအကုန်လုံ အဲမွေးနေ့မှာလို့မိသားစုနဲ့ပျော်ရွှင် ဖြတ်သန်းနိုင်ပါစေမွေးနေ့ရစပြီးတော့အဲကောင်းတဲ့အရာတွေပဲဖြစ်လာပါစေလို့ဆုတောင်းပေးပါတယ် ကဲပါပရိသတ်များအားလုံးပဲဒီနေ့ဆက်ပြီးတော့မြင်တွေ့ရမယ့်လူပညာမြင်ကွင်းတစ်ခုအနေနဲ့ဒါတော့ Miss Coraland မြန်မာ organization ရဲ့ဒါ Miss Coraland ဒီမြန်မာရဲ့2015ရွေးချယ်မှုအတွက်ဒါ opening ceremony ကျင်းပပြုလုပ်နေတဲ့ဖွဲ့ခမ်းနာကိုပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်ဒီတော့ပရိသတ်တွေအခုပဲအဲ့ဒီမြင်ကွင်းကိုကြည့်ရှုလိုက်အောင်ခင်ဗျာပရိသတ်များခင်ဗျာကမ္ဘာလမယ်ပြိုင်ပွဲကြီး၅ပွဲအတွက်အလှမယ်၅ဦးကိုပြိုင်ပွဲတခုတွေကရွေးချယ်သွားမယ် Miss Coraland မြန်မာ2015 opening ceremony ကိုတော့ ရွေးချယ်ခံထားရတဲ့အလမဲ32ဦးနဲ့အခြားဖိတ်ကြားထားတဲ့ဧည့်သည်တော်များစာနယ်ဇင်းမီဒီယာအသီးသီးကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အတူ စီစီကားကကျင်းပခဲ့တာကိုပြည်သက်တွေမြင်တွေ့ရမှာပါဒီအလမဲ32ဦးရဲ့အလှပြမှုမိတ်ဆက်မှုတွေနဲ့အတူ Miss Gorilla မြန်မာ2015 Opening Ceremony ကိုဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတတိယအကြိမ်မြောက်စီစဉ်ကျင်းပမှုနဲ့အတူရှေ့ဆက်ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်အချို့ကိုလည်း Miss Grand Land Myanmar Organization မှတာဝန်ရှိသူတူဦးကအခုလိုပဲဖြေကြားပေးခဲ့ပါတယ်။ကျွန်တော်တို့ဒီ ဥပန်နီရှိုးပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ပြိုင်ပွဲကာလနောက်ပြီးတော့ training camp ရဲ့ trip တွေရဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့အကြိုပနာမှပြိုင်ပွဲတွေကိုကျင်းပသွားဖို့ရှိပါတယ်ဒီနေ့ဥပန်နီရှိုးကနေပြီးတော့မှတက်ရောက်လာကြတဲ့စာနယ်ဇင်းမီဒီယာဆရာဆရာမတွေကနေဒီသူတို့ကြိုက်နှစ်သက်ဆုံးပြိုင်ပွဲဝင်အလှမဲ့အခါနံပါတ်ကိုဖုတ်လုပ်ပြီးတော့ကျွန်တော်တို့ media choice award အတွက်ရွေးချယ်မှာဖြစ်ပါတယ်ဒီကနေ့ရဲ့အခမ်းအနားပြီးမှာတော့ media choice gold silver bronze ဆိုပြီးတော့ဆုရှင်၃ဦးပေါ်ထွက်လာမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီမနစ်ကတော့ပြိုင်ပွဲဒီ ငါးပွဲကိုဆီလွတ်ခဲ့ပါတယ်ဒီနှစ်မှာလည်းမနှစ်ကပြိုင်ပွဲတွေကတပွဲရော့သွားပြီမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ tourism ကိုမြှင့်တင်မှုအတွက်အထောက်အပံ့များစွာပေးနိုင်တဲ့ Miss Tourism ဆိုတဲ့ဒီကမ္ဘာအလှမဲ့ tourism မြှင့်တင်ရေးပြိုင်ပွဲကြီးကိုအစားထိုးပြီးတော့ရွေးချယ်သွားမှာဖြစ်ပါတယ်အဲ့အတွက်စုကတော့ကျွန်တော်တို့ဒီနှစ်မှာလည်းဝင်းသားကတော့၅ရောက်ပဲထွက်ပေါ်လာမှာဖြစ်ပါတယ်အစ်စ်တိုးလိုက်တဲ့ title ကတော့ Miss Tourism မြန်မာစုဖြစ်ပါတယ်ဟုတ်ကဲ့မေလ14ရက်နေ့ကနေစပြီးတော့ဇွန်လ22ရက်နေ့အထိပေါ့နော်ဇွန်လ22ရက်နေ့မှာတော့မြန်မာ Convention Center မှာကျွန် င်တော်တို့ final ပြိုင်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲကြီးမတိုင်ခင်မှာလည်းအကျိုးပနာမပြိုင်ပွဲများစွာနောက် trip တွေလည်းထွက်ကြမယ်။အကျိုးပနာမပြိုင်ပွဲတွေမှာဆိုရင် top model swimsuit နောက်ပြီးတော့သူတို့ရဲ့ဒီ talent ကိုပြတဲ့ talent show နောက်ပြီးတော့ traditional dress ပြိုင်ပွဲတွေဒါတွေဟိုအဆင့်ဆင့်ကျင်းပသွားမှာဖြစ်တဲ့အတွက်ပြိုင်ပွဲကြီးကိုဒီအစင်ဒီဇိုင်းစောင့်မျှော်ပြီးတော့အားပေးကြပါလို့အားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့။ အိမ်တော်မှာတော့အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ပြီးတက်ရောက်လာခဲ့ကြတဲ့စာနယ်ဇင်းမီဒီယာများမှာရွေးချယ်ပေးတဲ့ Media Choice Award ဆုများကိုချီးမြှင့်ခဲ့ပါတယ်။ Media Choice Award Winner တွေဖြစ် Bronze Medal ကိုခါနံပါတ်15ခင်အင်ဂျင်ကျော် Silver Medal ကိုခါနံပါတ်12 W Mission Singh Gold Medal ကိုတော့ခါနံပါတ်1 Elvan Nuro ကအသီးသီးစုကိုရယူနိုင်ခဲ့ပါတယ်။ ဂိုးမယ်ဒယ်ကိုရရှိခဲ့တဲ့အယ်ဘမ်တွေရဲ့ရင်ခုန်ပျော်ရွှင်မှုစကားနဲ့အတူရှေ့ဆက်ရှင်ပြိုင်သွားမယ်အကြောင်းလို့နဲ့ပတ်သက်ပြီးအခုလိုပဲပြောကြားပေးခဲ့ပါဗျာ ညီမအနေနဲ့ပေါ့နော်ရှေ့ဆက်ပြီးအဆင်ဆင်ပြိုင်သွားတဲ့ပြိုင်ပွဲမှာလည်းဒီထက်ပိုပြီးစူးစမ်းသွားမှာပါညီမပြင်ဆင်ထားတဲ့အထက်ကိုပို့ပြီးတော့စူးစမ်းသွားမှာပါရှင့်ညီမအနေနဲ့ကတော့ Miss Super National ကိုအရင်ပဲလိုချင်မိပါတယ်ရှင့်အမှန်တော့ညီမ Miss Grand ကိုလိုချင်မိတာပေါ့နော်မအမ်ဂျာဆိုင်ရခဲ့တဲ့စုလေးပေါ့ဒါပေမဲ့အဲ့ဒီစုကဒီနေ့မှမရှိတော့တဲ့အတွက်ကြောင့်မလို့ညီမအခုအဲရီမန်းထားတဲ့စုလေးကတော့ Miss Super National ပါရှင့် ပရိသတ်များခင်ဗျာ Miss Gorenland မြန်မာ2050 Final Competition ကိုတော့လာမယ့်ဂျွန်လ22ရက်နေ့မြန်မာ Convention Center မှာညနေ6:00နာရီကနေ9:00နာရီထိကျင်းပသွားမှာဖြစ်ပါတယ်။ဒီရောက်ပရိသတ်တွေလည်းထပ်ပြီးပေါ်ထွက်လာမယ့်အလှမယ်တွေကိုရင်ခုန်မျှော်လင့်နေကြမယ်လို့ယုံကြည်ရင်ဒီပွဲခန်းကနေနှုတ်ဆက်လိုက်ချင်ပါတယ်။